TNLA ထိ ंछ ုပ်ထားတဲ့နောင်ချိုတို့ကြောက်မဲတို့ဒီဘောတို့ကိုလာရှူပုံစံလုံးလိမ့်မယ်လာရှူပုံစံပေါ့ရှောင်းတာမဟုတ်အတူတူအုပ်ချုပ်ပြီးအတူတူအချူးစည်းပွားတော့အလုံးလုံးလိမ့်မယ်အတူတူနေထိုင်ကြလိမ့်မယ်ဆိုတော့ကျွန်တော်တတ်အပ်သေးချပေါ့ကျွန်တော်ပြောရည်တယ်ဟေးယောအလုံးပဲမင်္ဂလာညချမ်းလေးပါ ဧပြီလ24ရက်နေ့ရက်ညနေပိုင်းအထူးသတင်းများကိုပထမဆုံးလိုရင်းတူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်။ပြီးလို့ဆိုတော့ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်။ကျွန်တော် channel ကိုအချင်းပေးပြီးအားပေးနေတဲ့တုံငယ်ချင်းတွေအားလုံးကျေးဇူးများကြည်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်။နောက်ဆိုရင်တော့သတင်းလေးတွေစကြရအောင်။အပရလနစနေရနေတွေမွန်ပီနေရေမြုပ်နေမုတ်ကနင်းအခြေဆိုင်ခလာရတရ၆တရင်မှစစ်မှုထန်တတတိနအိုလက်နက်ယူဆောင်ခြင်းမရှိဘဲအလင်းဝင်ရောက်ခဲ့ကြောင် ရင်းမြုပ်နေပြည်သူ့ကကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောဆိုထားပါတယ်။ကောင်းလေးတဲ့ The Den of the Den ရုရှားစစ်အုံပွဲနှစ်စီစီပီအထင်အမှတ်ရင်ပင်နီစီရေးပြအခန်းအနားမှာစစ်ကောင်စီတပ်ဖွဲ့ပါဝင်စစ်ရေးပြဖို့နဲ့ရုရှားလောက်လူတက်ဒရုန်းတွေဝယ်ယူဖို့အတွက်ဘုံမှုချောက်မျိုးဆန်းအောင်နဲ့အဖွဲ့ကိုစစ်ကောင်စီကလွှတ်လိုက်တယ်လို့သိရပါတယ်။ရုရှားနိုင်ငံမော်စကိုမြို့ရင်ပင်နီမှာမေကူရက်မှာကျင်းပမဲ့ နိစီစီပီမဟာမြို့ချစ်စိတ်စစ်ပွဲကြီးအောင်ပွဲစီရေပြအခန်းအနားမှာစစ်ကောင်စီတပ်ကဝင်ရောက်စစ်ရေပြဖို့အတွက်အပရန်၂၃ရက်မနေ့ကတတားဦးလီစိတ်ကနေထွက်ခွာခဲ့တယ်လို့သိရပါတယ်စစ်ရေပြအခန်းအနားအတွက်တွာတာဖြစ်တယ်လို့တမ်ပြန်သူစစ်စင်အတွက်ရုရှားနိုင်ငံထောက် drone တွေဝေဖူလေဖြစ်တယ်လို့လပခနဲ့နိစတဲ့တရင်ရမိကပြောဆိုထားပါတယ်ဘဘသားတွေရုရှားမှာစစ်ရေပြမယ်ဆိုတော့စစ်ခွဲလုပ်ပြီးတွေလာကြောက်အောင်မယ်ခွေမသားတွေ နောက်တွင်နေပြည်တော်၌ဟိုတယ်60ကျော်ရှိသည့်အနက်ငလင်ကြောင်နိုင်ငံတော် AK ဟာပါဝင်ခရိုနီတို့ပိုင်ဟိုတယ်ကြီး15လုံးခတ်မှလုံဝပျက်စီးသွားပြီးဂျန်ဟိုတယ်များလည်းထိခိုက်မှုရှိသဖြင့်ပြည်တွင်းပြည်ပအေးတဲ့လက်ခံရပင်အခက်အခဲဖြစ်နေတယ်လို့သိရှိရပါတယ်။ပြဿနာရှိပါဘူးကွာစိတ်လေလေပဲကျွန်တော်တို့ကပျက်စီးလေလေအေးတဲ့တွေမရှိလေလေကျွန်တော်တို့အတွက်ကောင်းလေလေပဲကောင်းလေတဲ့တည်နောက်တည် အပရလနစတရက်မှာကြီးမတဲ့ငလင်ကြီးထက်လောက်မယ်လို့ TikTok ကတစင်ပြောကြားခဲ့သူ19ဟောင်းတယောက်ကိုစစ်ကောင်စီကဖမ်းဆီးလိုက်တယ်လို့သိရှိရပါတယ်။ကြီးမတဲ့ငလင်ထက်လောက်မယ်လို့ TikTok လူမှုကွေရက်ကတစင်တတိမဖြစ်တယ်ဆိုပြီး John Palmistry အခေါင်ပိုင်ရှင် John Mute ကို AP 22ရက်မနက်စေနာရီကမုံရမြုပ်မှာဖမ်းဆီးခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ ဂျွန်မူတေကို2023ခုနှစ်ဖေဖော်ဝါရီလတရက်နောက်ပိုင်းမုံရမြို့မှာပြောင်းလဲတဲ့စန္ဒပြပွဲတွေမှာပါဝင်တဲ့စုကစစ်ကောင်စီကဖမ်းဆီးခဲ့ပြီး2023ခုနှစ်မှာပြန်လည်လွတ်မြောက်လာသူလည်းဖြစ်တယ်လို့သိစီရပါတယ်။ဒုတိယကျင်းဖန်းခံရတာပေါ့ကွာ။နောက်တရင်ချန်ပီယံမြို့ပိုင်းလာရှုမြို့ဝင် AT တပ်ပေါ်မှာတင်းနီဖက်ကလာတဲ့အင်စီကားတွေကိုစစ်တပ်ကဖိတ်ဆန်အဆမတန်တောင်းနေလို့ဒေတာခန်တွေအခက်အခဲဖြစ်ကြရတယ်လို့သိစီရပါတယ်။ ဧပြီလ17ရက်ကလာရှုမြုပ်ကိုကုကန်တက်မတော် MMDAA ကစစ်တပ်ကိုပြန်လည်ပစ်အပ်ခဲ့ပြီးနောက်တင်းနီကနဲ့လာရှုမြုပ်ကိုလာတဲ့အင်စီကတွေကိုတစီတုံးတုံးချက်လာရှုတင်းနီတွားတဲ့ကားကိုတစီငါတုံးချက်စစ်တပ်ကဂါတိုင်းကိုတောင်းနေတယ်လို့ပြောဆိုထားပါတယ်။လာရှုမနေတဲ့စစ်ခွေထုတ်ခံတဲ့ပြည်သူတွေကိုတော့မင်းတို့ခံကြနေပြီမဟုတ်လား။စစ်ခွေရှိတဲ့နေရာမှာဘယ်တော့မှမင်းတို့ပြောမှာမဟုတ်ဘူး။ MMDAA ကလာရှုမှာရှိတဲ့ပြည်သူတွေကိုထောင်ထဲမှာချက်တယ်လို့ပဲ။နောက်တဲ့ ရန်ကုန်တိုင်းအတွင်းကစစ်မှုရုံတွေမှာပြည်သူစစ်မှုထမ်းဥပဒေအသိပညာပေးစင်လင်းပွဲလောက်ကစစ်မှုထမ်းရဲ့လိုက်လံဆိုအော်ဒါတွေရှိနေတယ်လို့အဲ့ဒီလုပ်ငန်းအတိုင်းအဝန်းစီကသိရှိရပါတယ်။မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကဥဆောင်ပြီးပြည်သူစစ်မှုထမ်းဥပဒေအသိပညာပေးစင်လင်းပွဲကိုစီစဉ်ပြောလောက်နေတာဖြစ်ပြီးစက်ယုံတစ်ခုချင်းအလိုက်ကုစလေတွေမဖြစ်မနေတက်ရောက်ဖို့ဖိအားပေးတာမျိုးရှိနေတယ်လို့သိရှိရပါတယ်။ထိုင်းတရားမြို့နယ်မှာအထေချုပ်စက်ယုံမန်နေဂျာတယောက်က ျွန်တော်တို့ဖက်မှလည်းလောက်သွားတယ်ကုတိုင်သွားမတက်ဖြစ်တော့ဘာတွေအဓိက ပြောသွားလဲတေချာမသိဘူးစစ်မှုထမ်းဖူအသက်ကျုံးဝင်တဲ့သူတွေစီရင်ပေးရမယ်လို့တော့ကြားရတယ်လို့ပြောဆိုထားပါတယ်ဒီတိုင်းဆိုရင်တော့စစ်ခွေတင်းချောက်တဲ့နေမင်းမှာရှိတဲ့ပြည်သူတွေတယောက်မှလွတ်မှာမဟုတ်ဘူးဒါကတော့အတေချာဆုံးပဲခွေမျိုးတွေစစ်ခွေတွေနောက်တဲ့ရှမ်ပီနေနဲ့ဂရီနီပီအဆက်ဖေခုံမြုပ်နဲ့မင်းမထီတောင်တွေဒေတာတိုင်းတားများကကန့်ကွက်နေသည့်ကြားမှာ တယောက်နဲ့လေးပွင့်ချေကမ္ပဏီတို့ကအတင်းအကျပ်ဝင်ရောက်တတူတူဖို့နေကြောင်းဒေတာပီတူမြကပြောဆိုထားပါတယ်ယခုနှစ်မလမဆရွယ်ဖေခုံမြောက်နေတီကျိတ်ကျေရောအောက်စုအတွင်းစီမင်းမတိတောင်စီပရားတောင်ဆွေမြို့စုနေမီတွေလေးပွင့်ချေကမ္ပဏီကတယောက်ကမ္ပဏီနဲ့ပူးပေါင်းရွေးတတူတူဖို့ချင်းများလောက်ဆောင်နေကြောင်းလေးပွင့်ချေကမ္ပဏီဒီတယောက်မစတာ1ကမ္ပဏီနဲ့ပူးပေါင်းရွေးဒေတာပီတူမြဤတဘောတုံကြီးချက်မရပဲ တတူတူဖို့နေချင်းပစ်ချောင်းတီစီရပါတယ်။တရုတ်ကမ်ပဏီတွေလည်းကျွန်တော်တို့နိုင်ငံမှာလူပါဝနေပြီ။အဲနာမှာရှိတဲ့ PDF တွေဒီကောင်တွေကိုစုမပေးပါလို့ဒီကနေ့တောင်းဆိုချင်ပါတယ်။လူပါဝတဲ့ကမ်ပဏီတွေကိုခွေးပြီးဝတ်ပြီးပြောင်းလို့ပေးကြပါလို့တောင်းဆိုချင်ပါတယ်။မာလာငဒူးလှိုင်ချောင်းတရုတ်တွေအကုန်လုံးလူပါဝပြီးကျွန်တော်တို့နိုင်ငံမှာခွေးမျိုးတွေခွေးငဒူးလှိုင်ချောင်းနောက်တရင် KNU အမှတ်3တမဟာအခြေချတဆွေထားသည့်စစ်ကောင်စီတပ်စခန်းတစ်ခုကို April 23ရက်နေ့နာနေကနနာရီအချင်းတွေ့ တင်ပရရှိတယ်လို့တော်လှန်ရေးတပ်ဖွဲ့တရင်ရမိထမသိစီရပါတယ်အစူပါတက်စခန်းဒီ KNU အမတ်တုံတပ်မဟာ KNLA တရင်ကနေတင်းချောင်းနေမီပီပီစစ်တောင်းမင်ဘေးသူရဲ့တမင်းအစီဖက်ကန်ကွန်ဆိတ်စခန်းဖြစ်တယ်လို့သိစီရပါတယ်ကွန်ဆိတ်စခန်းမှာရှိတဲ့စစ်ခွဲတွေကတော့ရွာထဲမှာခွေးပြီးဝက်ပြီးထွက်ပြီးနေကြတယ်လို့သိစီရပါတယ်ခေါင်းလိုက်တဲ့တတင်း KNU တွေကနေ့ရက်၃ရက်မှာစစ်ခွေးစခန်းရှိခုလို့တင်ပိတ်ထားတာဖြစ်ပါတယ် KNU တွေတောင်းချမ်းပြီဆိုတော့ပြောစရာကြီးကောင်းပါတယ်အပရလ24ရက်နေ့ရညနေပိုင်းအထူးတင်ကတော့ဒီလောက်ပါပဲ။ကေဒါဆွန်တော့ကျွန်တော်တို့ပထမဆုံးအပါသားများမေပင်ကအခြေအနေအဖြစ်အပျက်အမှန်တကယ်ဟာတာဗီဒီယိုတစ်ပတ်လောက်ရှူကြရအောင်။10မိနစ်လောက်ပဲရှိတယ်။ဘာရဲ့။ဘာသားတွေကိုအဘတောင်းပြမှာလှုပ်လိုက်တဲ့ဖူးတွေကအောင်းမင်းနေလားလို့ဘာ။အဘလှုပ်လိုက်တာအစီတန်းကိုနော်။အခုဆိုမှဘန္နလာစီနေအဘရဲ့။ပါလို့လည်းပြန့်ချင်းနေပြီ။ ်ခမင်းနဲ့မဝါရည်သာစားနေရတယ်လို့ဘာလို့အရေးခါလဲလာမပို့ဘူးနော်အရင်တော့ဆိုတဲ့အဘသားတွေပီတက်တွေကိုလှောင်နေလိုက်တာနော်မင်းတို့ပီတက်တွေကဆန်တဆုံနဲ့မြပြုတ်ပဲစားနေရတယ်လို့အဘသားတွေကသူတို့တွေကိုဟောင်းနေတာအဘရဲ့ဟုတ်တယ်မပြီးတော့အဘသားတွေကငပြောဥဘဲကိုက်နေရတယ်အဘရဲ့ဒါမှမဟုတ်ဒီမှာတတိယနေအဘရဲ့အရင်တော့ဆိုရင်အဘသားတွေ ရွာထဲဝင်ရောမရင်းကျင်လို့ရတယ်အခုဆိုလို့စဉ်းစားရင်အဘသားတွေစစ်သားတွေပေါ့နော်ရွာထဲဝင်နေဆိုတာနဲ့ဒီမိနေတဲ့အသက်ဆစ်ဆဲအဖွားကြီးတော်မှ ထပြေးတာအဘသားတွေလိုက်လို့မမိဘူးအဘရဲ့အခုဆိုရင်အနောက်တမကြံခဲ့တဲ့ตาတို့မိန်းမတွေထက်ရစီတွေလိုးလိုက်ပြီလားမသိဘူးအဘရဲ့ဒါအဖန်တကယ်ပဲဟာတလူပြုတ်ပေမဲ့လည်းမှန်တကယ်ပဲ တချို့စီခွေးတွေကငှက်ပြုံးပင်တောင်စားဖို့မရှိကြဘူးတကယ်ပြောတာအရွက်တွေမြက်တွေပဲစားကြတယ်အဲ့ဒါကြောင့်ပင်ပင်လေးတွေခွေးတွေတွတ်ကြည့်ကြမယုံရင်ဖန်ထားတဲ့စီခွေးတွေအယူတွေကြီးပဲကြံတာကဲဒါဆိုရင်တော့နောက်ဗီဒီယိုကချင်မုံမုံပြောတဲ့ရှမ်းမြုပ်အကြောင်းတစ်ချက်လောနာဆင်ကြည့်အောင်မချာခင်မှာနောင်ချူဒီဘောကြောက်မဲတင်းကြီးနောင်ချူဒီဘောကြောက်မဲတင်းကြီးဒူးယူပါဒီစစ်တပ်လမ်းကြောင်းပြ TNLA စုပ်ကိုစုပ်ပေးလိမ့်မယ်သူတို့ရဲ့ဘလောင်ပီနေရရှိဖို့သူတို့စုပ်ကိုစုပ်မယ်ခါပြောမယ်နော် TNLA အခုနင်တို့ဘာမပြောလဲကျွန်တော်ကြူပြောမယ်အဲ့ဒီငုံချိုးကြောက်မဲဒီပေါ် TNLA ဒီစစ်တပ်ကအခု လာရှူးမျိုးပုံစံလုပ်နေမယ်မထွက်ဘူးဒီမဲ့ငုံချိုးကြောက်မဲဒီပေါ်ရဲ့အကျိုးခံစားခွင့်ကိုသူတို့ TNLA ကဒီစစ်တပ်နဲ့ ရတဲ့လောက်ကြိုင်မဲ့တင်းမဲ့ပြီးမှပလောင်သူတို့ပလောင်ပလောင်ပီလ်နမ်ဆန်တို့မန်တုံတို့မန်တို့ထိုင်လို့သူနေတဲ့ကောင်းမဲ့ကုတ်ခိုင်တဲ့သူတို့ကကြိုင်လို့မရဘူးသူတို့တိတယ်။ဘာဆိုရင်ကုတ်ခိုင်ဒီပလောင်မြင်မဟုတ်ဘူးပလောင်နဲ့ဘာမှမဆိုင်ဘူးသူတို့တမိုင်းလည်းတိတယ်ပလောင်ကလာမှာသူတို့တိတယ်ကုတ်ခိုင်လည်းသူတို့အဲ့လိုပဲအကျူးစီးပွားတယ်ကုတ်ခိုင်တင်းတို့ကဒီ၄၅တန်းရင်းကဖုန်းဖုန်းဖုန်းဆိုပဲပြပြရှောင်သွားတယ်ဆိုတာဒီတိုင်းပဲလွတ်သွားတယ်လေအဲဘုကကကျွန်တော် အဲကျွန်တော်ထင်တယ်အလေးအထက်လုပ်တဲ့နေရာမူကူကိုရှောင်ပဲလိမ့်မယ်နော်အဲကျွန်တော်ထင်တယ်မူမိတော့သူတို့မလုပ်ဘူးထင်တယ်ဘာဆိုမန်ဒုံတို့နမ်ဆန်တို့ပဲသူတို့ရဲ့တကယ်သူတို့ရဲ့ရှေ့ကာကင်းဘာဖာဇုံဖြစ်နေလို့မူမိကဒီတိုင်းပဲမို့လာရှုလို့မယ်သူတို့အချိုးတူနေနဲ့ဟိုဘက်သူတို့ပလောင်ပြီးကုကန်ပြီးခိုင်တော့တဲ့အချိန်မှာဒါတွေနောက်နောက်လွတ်လွတ်မှာပေါ့လောဆယ်လို့ကျွန်တော်မတည်ဘူးအမအခုကုခိုင်မြုပ်ထွက်ပြီဆိုတော့ねဟိုဘက် KAA နဲ့ PDF တွေရှိမယ်ဆိုတော့နံပါတ်ကရှိမယ် ဆိုတော့နမ်ဖကာနဲ့ကို KAE ကိုကျွန်တော်ကျွန်တော်အထင်ပါနော်ကျွန်တော်အထင်ဆိုမဲ့ကျွန်တော်ထင်တာ85000ခန့်တော့မှန်တယ်။တရုတ်တရုတ်ကကချင်နဲ့ KAE နဲ့တော့ထိတဲ့သူမလုံလောက်ဘူးလို့ကျွန်တော်နားလေတယ်။မလုံလောက်ဘူးလို့နားလေတယ်။သူကတကယ်လို့သူကဒီအဲ့ဒီလမ်းကိုသူယူမယ်မထင်ဘူးကြာ။တင်းနီလမ်းပေါ့တင်းနီကနေမှာချင်းယူခေါ်လောက်ဂိုင်းပေါ့နော်ဒီအကွန်းလုံးဟိုဘက် ဝါပီနေဆက်ပြီးမှချင်းရွှေခေါ်တော့လောက်ကైချင်းရွှေခေါ်လမ်းပေါ့အဲ့ဒီနေဆက်လမ်းကိုအရင်ဖွင့်ပါတယ်ကျွန်တော်ထင်တယ်နောက်ပိုင်းမှကျွန်တော်ထင်တယ်တရုတ်က KA နဲ့စကားပြောလိမ့်မယ်ကျွန်တော်နားလည်တယ်ပေါ့နော် KA နဲ့စကားပြောပြီးဆိုရင် KA ဘလူးသဘောထားမှာလေဆိုမူဇေပီထောင်စုလာအာ MND ရေဖွင့်လို့မရဘူး TNL ရေလည်းဖွင့်လို့မရဘူးတရုတ်လည်းအဲ့အဲ့လိုအတင်းအဓမ္မလို့လို့မြောက်။ဘာလို့ဆိုတော့ဒီပီထောင်စုလန်းကိုဒီနမ်ဖတ်ကကုခိုင်မြို့နယ် ကိုခံမြုပ်ထဲမှာပဲထည့်ရတယ်ကွက်ပြီးကြည့်တယ်ဒါပေမဲ့ तू อ่ะအဲ့မှာသူ့ရဲ့ပရိသတ်မဟုတ်သူ့ရဲ့လူလူအဲ့လိုမရှိဘူးကိုခံမြုပ်ရဲ့ majority ကကချင်းလေးဖြစ်တယ်ကချင်းလေးရဲ့သဘောမပါဘူးလေကိုခံမြုပ်သူဘာမှလုံးလုံးမရတော့အဲထည့်ရတယ်ကသူအယံအနေနဲ့စစ်တပ်နဲ့စကားပြောရင်ပြောလို့ကောင်းကင်ထားတာပဲရှိတယ်ဆိုတော့ဒီနမ်ဖတ်ကိုခံမြုပ်ကနေဒီနမ်ဖလွန်တောင်တက်တာပေါ့နော်အဲဒီဂျင်ကွဲတောင်ချောက်တောင်စတက်ပြီဆိုရတဲ့ KA ကိုဖြစ်သွားတယ် ောနံပါတ်ကာတီနံပါတ်ကာကျော်နံပုံဘက်အမောတောင်းတော့အထီဆိုဟောပဲဆိုနံပုံမတော်ပဲဆို SSP ရှိမယ် KA ရှိမယ် TNL ရှိမယ်ဒါမဲ့ FM မှာမြို့ရွာပြည်သူလူထုက TNL ကမနော်ရီတီဖြစ်တယ် majority ကကချင်းနဲ့ရှမ်းဖြစ်တယ်အဲ့ဒီနံပါတ်ကာဟောပဲမောတောင်းနံပုံဟောပဲလဲဘလောင်မသိပြီးပါပြတ်တာမရှိဘူးဆိုတော့နံပါတ်ကာကနေစပြီးမှနံခမ်းကိုထွက်တဲ့လမ်းကျတော့ဘလောင်နဲ့ကချင်းပဲရှိတယ် အဖက်မှာကချင်နဲ့ဘလောင်ကထိတ်တဲ့တွေ့နေတယ်။ဒါပေမဲ့ကျွန်တော်နားလေတလောက်ကျွန်တော်ညံရင်မီတလောက်ပြောရဆိုအဲ့ဒီ TNR ရဲ့ဘလောင်လဲ KA နဲ့အဆုံးတန်အောင်နင်းချငါချသူ့မှာချနိုင်ဖို့မဖြစ်နိုင်ဘူး။ရှင်းပြောရအလှချီပြီး KA ကိုသူကကြားကံပြီးဘလောင်တွေ KA ကိုအဲ့လိုမျိုးချဖို့အတွက်သူ့မှာ resource လို့ခေါ်တဲ့အခြေခံလိုအပ်ချက်တွေသူ့မှာမပြည့်စုံဘူး။ KA ကိုအဲ့လောက်ကြီး တကယ်လို့ဝါတို့အခုကံတို့တိရုပ်တို့ဖောဖောတီတီကြီးစားနေရလို့ရင်နားတွေမကြားမကံပေးနိုင်ဆိုဒီရနေရအခဲကိုရင်ဆိုင်ဖို့မဖြစ်နိုင်အန်ယူဂျီနဲ့ဒီစစ်တပ်နဲ့ဆွေးနွေးလိမ့်မယ်တကယ်လို့အန်ယူဂျီနဲ့စစ်တပ်နဲ့ဆွေးနွေးပြီးသူတို့ရဲ့ဆွေးနွေးချက်သဘောတူညီမှုထွက်လာပြီဆိုတော့ KAA ကတင်းခံလို့မရဘူးအဲသူတယောက်ထိလိမ့်အယူကြီးနဲ့စစ်တပ်နဲ့လည်းသဘောတူပုံပြီးဆိုရင် KAA ကဒီပြည်ထောင်စုလာမပုံမှာ ဘေးပုံစံနဲ့ကုန်ကုန်စီစီစီမှုနဲ့ဒီစစ်တပ်ရဲ့တွားရဲလာရဲတွေဘလို့ခုပြရမလဲကချင်ကတင်းခံလို့မရအဲ့ဒီ PDF တွေလည်းလိုပဲ KA KA နဲ့အတူနေနဲ့ PDF တွေလည်း KA ရဲ့ COC ဖြစ်တော့ KA ကတခုဆုံးဖြတ်အဲ့ဒီ PDF တွေလည်းလည်းလူရတာပဲအဲ့ဒီတရုတ်ရဲ့စစ်တပ်ရဲ့အာဆီယံရဲ့ NGO ရဲ့သူတို့ရဲ့သဘောတူညီချက်ကငါတို့ပြည်ထောင်စုရဲ့ကံချင်ပါဘူး ပြောင်းလဲပြစ်နိုင်တဲ့အဆင့်ကြီးရှိတယ်။အာမဟုတ်ဘူး။ငါတို့ PDF နဲ့ KIA ကချနိုင်မယ်ဆိုတော့ကျွန်တော်အလူတော့အမှမခံရဘူး။အဓိကတော့ NUG ဘာပြောမလဲဆိုတော့မတည်ဘူး။ဒါပေမဲ့ကျွန်တော်တေချာနာကတော့ဆိုတာတဲ့ကျွန်တော်စိတ်ထဲမှာထင်နေတာက NUG နဲ့ဒီစစ်တပ်နဲ့ဆွေးနွေးလိမ့်မယ်။ဆွေးနွေးနေပြီလို့ကျွန်တော်မပြောဘူးနော်။ကောင်းကောင်းနားထောင်မယ်နော်။ကျွန်တော်เจ้าမတူနဲ့နော်။ NUG နဲ့စစ်တပ်နဲ့တရုတ်နဲ့ အာရှီယံနဲ့ကြားခံထားပြီးဆွေးနွေးနေပြီလို့ကျွန်တော်မပြောဘူးနော်ဆွေးနွေးလင့်မယ်ထင်တယ်လို့ကျွန်တော်ပြောတာထင်တယ်လို့ပြောတာကျွန်တော်အသက်အသေးချဖို့ကျွန်တော်ပြောနေတာ TNLA ထင်းချုပ်ထားတဲ့နောင်ချိုတို့ကြောက်မဲတို့ဒီဘောတို့ကိုလာရှူပုံစံလုပ်လိမ့်မယ်လာရှူပုံစံပေါ့ရှောင်းတာမို့အတူတူအုပ်ချုပ်ပြီးအတူတူအချူးစည်းပွားတော့အလုံးလုံးလိမ့်မယ်အတူတူနေထိုင်ကြလိမ့်မယ်ဆိုတော့ကျွန်တော် တတ်အတေချပေါ့ကျွန်တော်ပြောရတယ်။ဒါဆိုရင်ကျွန်တော်တို့ကခေါင်းဝန်ခံရဲ့ဒီစစ်အာဏာရှင်နဲ့ပြန်ပူးပေါင်းမိနေတော့မလား။ကျွန်တော်တို့ဘဝကသွားပြီလားစဉ်းစားဆရာရှိတယ်။ကျွန်တော် KA ကိုယုံတယ်။ဒါကိုယ့်ရဲ့တတ်မတော်ဖြစ်လို့ကိုယ့်လူမျိုးရဲ့တတ်မတော်ဖြစ်လို့ကျွန်တော်ယုံတာမဟုတ်ဘူးတော့။အသူ့ရဲ့နိုင်ငံရဲ့မဟာဗျူဟာနဲ့သူ့ရဲ့နိုင်ငံရဲ့ကစားပုံသူ့ရဲ့မဟာဗျူဟာအချင်းအချင်းတွေကိုကျွန်တော်ယုံတယ်။ဒါကျွန်တော်လက်လက်မိတယ်လို့ပေါ့။ဟုတ်ပါ ကျွန်တော် UNFC ခေကနဲ့ PNCC ဒီမှာ NCA မာတာတာတို့အဲလိုမျိုးအများကြီးကနဲ့ NCA တူကူတိုင်းလမ်းပြပေးတယ်တူကူတိုင်းဒီလမ်းကြောင်းခင်းပေးတယ်မြောက်ပိုင်းညီနောင်လေးဖို့ကနဲ့နောက်ဆုံးမြောက်တုံးကောင်ဖြစ်တော့သူကနှုတ်ထွက်သွားတယ် NCA နဲ့နှုတ်ထွက်သွားတယ် UNFC နဲ့နှုတ်ထွက်သွားတယ်ပြီးမှသူကဒီနေ့ဒီချင်းအထိဒီစစ်တပ်နဲ့တခါမှသဘောတူညီချက်ယူပြီးအတူတကွဝေစားမြတ်စား လုတ်ခဲ့တာတခါမှမသိဘူးအဲ90လေးမှာညင်ချမ်းယူပြီးမှအဲ့ဒီအပြစ်ခတ်ရက်ဆေးလိုက်တော့အပြစ်ခတ်ရက်ဆေးတာအတူနေတာမဟုတ်အပြစ်ခတ်ရက်ဆေးတယ်အဲ့ဒါတခါလုတ်ဖူးပြီးနောက်ပိုင်းမတွေ့ဘူးတော့ခရရဲ့အဲ့ဒါတော့မတွေ့ဘူးတော့မတွေ့ဘူးတော့ကျွန်တော်ကျွန်တော်ယုံကြည်တယ်ခရရဲ့မှာ plan a b c ရှိလိမ့်မယ်လို့ထင်တယ်ဒါစဉ်းစားရတာကောင်းပါတယ်ကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့ UNG ခေါဆောင်တွေနဲ့စစ်ခွေတွေကဆွေးနွေးမယ်လို့ဆိုရင်တော့မှ PDF တွေကကြိုက်မယ်လို့ကျွန်တော်မထင်ဘူး ထုတ်ခံမယ်လို့ထင်ဖို့ပြည်သူတွေကလည်းထုတ်ခံမှာမဟုတ်ဘူးဒါပေမဲ့နောင်ချူတင်းနီဒီဘောကတော့ TNLA ကစစ်ခွေတွေကိုပေးလိုက်မယ်လို့ကျွန်တော်လည်းယူဆတယ်အခုလည်းတရင်တစ်ခုကြားရတယ်ဘာလဲဆိုတော့နောင်ချူမြို့ကိုအလုံးစုံထူစစ်စင်ဖို့စစ်ခွေတွေပြင်းစင်နေတယ်လို့သိရှိရပါတယ်အဲ့ဒါလည်းသူတို့ကနိုင်ငံရေးကစားကွက်လောက်အောင်မှာဒီခွေတွေစက်ကြည့်ကြသေးတာပေါ့ကဲဒါဆိုရင်တော့နောက်ဆုံးဗီဒီယို ຈັງດາໄວສາມິນປ່ວຍປ່ຽນພີເມກૈສາມາສິຄວີໂລບີໄວລອງຈ້ວນແດອັນຕັນຈະເລົ່ານາສິນຈີອໍເຄົາຫນີບິໂລມາໄລຈີໄລວົນນັ້ນອີ່ຫຍາດີປຽຊີໂຕດະໝໍຢູ່ເບະຫນີບິໂລມາມີຍັດຖ້າອີ່ຫຍາໄລຈີໄລອັນນີ້ມາກະແມ່ລີ້ລວາຈິຕົງລວາກະແມ່ຕົງລວາເບະຈັ່ງຕະລໍອອກມາຈູ້ຈີນຍາເບະໂອໄລຈີໄລປີ້ຈະເຮົາດີຕຸກຂະຕອງເວອຈໍບໍ່ມາໄຕດີຊີແດອັນນີ້ມາກະແມ່ອີ່ຈູ້ຈີນຍາເບະຫນີບິໂລມາເບະອະຍາຍເບະວົນນັ້ນອີ່ຫຍາດີອັນນີ້ມາຊີແດຈ້ອງຖ້າຈ້ອງຢູ່ແດບັນລູສိတ်ແດສາມວຍບໍ່ປຽນພີໄດ້ມາແດດີລောက်ອີ່ຫີ້ປິໂລກະແມ່ດີລောက်ຫົວມາ ဒီဒီကန့်ဒီမှာသွားတင်ရတာဘလို့စာပြန်ချက်မလဲဘလို့ចောင်းပြန်သွားမလဲဘာနဲ့သွားမှာလဲမေးကြတယ်ဗျာကြီးပဲတော်ပြီသူတို့ပြေးတဲ့အချိန်ကကက်ကက်လေးဘလို့ပြေးရမှာလဲကဲကျွန်တော်တို့မေးတာဘလို့ပြန်ပြေးရမှာလဲအများကြီးမကြည့်ပါနဲ့ဗျာပညာရေးဝန်ကြီးဌာနကျွန်တော်တို့မေးချင်တာကဒီနေပြီးတော့ကောင်းစီကောင်းစီတက်မှာရှိရဇမူသီးလေးမျိုးပဲလာကြည့်လိုက်အဲ့ဒီမှာခင်ဗျာအများကြီးပဲအဲ့ဒီပြို့တာတချို့ဝန်ထမ်းတွေဆိုရင်တချို့ဝန်ထမ်းဆိုရင်တချို့ဝန်ထမ်းဆိုကျွန်တော်တို့ဒါ တို့ကန့်နေမှနေရတဲ့ဟာလေအများကြီးပဲသိပါတယ်တို့တို့သိကြပါတယ်ကျွန်တော်လည်းမပြောတော့ပါဘူးဒီခြေလေးဒီရဲ့ဆူကခင်ဗျားတို့ចောင်းသားចောင်းပြီးမိပါလိမ့်ကျပါတယ်တော့တော့ဆိုက်တာဆူပေါင်းမနေဘူးပဲဆူပေါင်းမနေဘူးပဲတော့တော့ဆိုက်တာအဲ့တော့တချို့ရောင်းသားမိပါလေအာကျွန်တော်ကျွန်တော်တို့ကဒီဆောင်ဘုတ်ကိုမဖြေနိုင်တော့ပါဘူးဆိုပြီးတော့ပြောတဲ့လူလည်းရှိတယ်အဲ့တော့ငါတို့ဆုံးပြတာငါတို့အမှန်ငါတို့မှန်တယ်ငါတို့မှန်တယ်ဆိုပြီးတော့ဆောင်ဘုတ်ပြန်ဖြေခိုင်းကြီးလဲခိုင်းပေါ့ဗျာဒါတော့ကျွန်တော်မတက်နိုင်ဘူးတကောဘယ်တော့ပါစင်လေးလာဖြေမလဲပေါ့ဗျာဒါတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့နိုင်ငံတော်နားသားကဘုန်းကြီးချုပ် အဘကတို့ကြီးဦးမေးအောင်လိုင်းနဲ့နိုင်ငံတော်ရဲ့ပညာရေးဝန်ကြီးဝန်ကြီးပေါ့နော်ဝန်ကြီးတွေခမားတို့ကစီမံခန့်ခွဲမှုကတလောက်ပဲတည်ရလားဗျဒီကလေးရောက်6000ကျော်ကိုပြန်ပြည့်ပေးဆိုတော့အဲ့ဒီ2လအတွင်းလောက်တလောက်ခွဲတော့2လအတွင်းလောက်မှာခမားတို့သားသမီးတွေရောဖြေးနိုင်ပါလားခမားတို့မေးခွန်းဘလို့မေးခွန်းမျိုးနဲ့ဒီကလေးတွေကိုဆံပေးဖို့ပြန်ပြည့်နိုင်ပါလားခမားတို့ဘလို့အသိဉာဏ်ပညာနဲ့ဒီလိုမျိုးပြန်ပြည့်ဖို့ကိုဆုံးဖြတ်လိုက်တာလား ခမားတို့မှာအိုက်တဲ့ကောင်းတဲ့အစီအစဉ်တွေမရှိတော့ဘူးလားဒီကလေးတွေနေထိုင်ရတော့မှငလေလုံးလို့အဆင်မပြေတော့ဘူးခမားတို့ကဆောင်မွေးပြန်ထေခိုင်းမယ်ဆိုတော့ဘယ်လိုသဘောနဲ့ခမားတို့ပြောလိုက်တာလဲခမားတို့ကငါလက်ကလွတ်ပြုတ်ပြီးရောခမားတို့ကအုံနောက်မရှိဘူးလားဟဲ့အဲ့ဒါပဲလေအနာစင်ကူထုတ်ခံနေဆိုမင်းတို့ထုတ်ခံတဲ့အစိုးရပြောတဲ့မြောက်ကိုမင်းတို့ကနာခံရမှာအဲ့ဒါမှမင်းတို့တူးတက်မှာတိလာခွေးသားတွေမင်းတို့ကနိုင်ငံကိုချစ်တယ်ဆိုနိုင်ငံကိုချစ်ရင် မင်းတို့ခေါင်းဆောင်တို့ရဲ့စကားကိုနားထောင်ရမှာဟုတ်ပြီနော်ခွေးသားတွေမတက်နိုင်ဘူးလေကျွန်တော်တို့ကတော့မတည်ဘူးဒါပဲပြောချင်တယ်ဟုတ်ကဲ့ပါတမီချင်းတောက်ဒီနေ့ညတင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time